နုပညာလောကမှာရောအိမ်တော်ရေးမှာပါနာမည်ပြန့်မရှိတဲ့ခိုင်တင်းကြီးပြည်သက်ကြီးတို့ရဲ့နုပညာလောကကတော့အလုံးသိကြတဲ့အတိုင်းပဲရှုပ်ထွင်းလွန်းလာပါတယ်ဒီလိုအရှုပ်ထွင်းကြီးထဲမှာနာမည်ပြန့်မရှိတဲ့နုပညာရှင်တွေကလက်ချိုးရည်လိုရအောင်ကိုနေလွန်းလာပါတယ်ဒီလိုနုပညာရှင်တွေကတယောက်ကတော့ခိုင်တင်းကြီးပဲဖြစ်ပါတယ်ပြည်သက်ချစ်တော်မတ်ခိုင်လေးလိုလူတိများတဲ့တယောက်ဆောင်ခိုင်တင်းကြီးရဲ့အချစ်ရင်းနဲ့အိမ်တော်ရေးဘဝဆက်ကြောင်းကအရှုပ်ရှင်ကင်းမီစိတ်ဝင်စားပွဲရာကောင်းလာပါတယ် နမယရှင်လောကမှာနမယတူမခိုင်နှစ်ဦးရှိနေပြီးထွန်းရဘောကိုမခိုင်ခိုင်သိန်းကြီးကိုမူချစ်စနိုးဖြစ်မခိုင်လေးဆိုပြီးခွဲခြားခေါ်ခဲ့ဒီမှာယနေ့တိုင်ပင်ဖြစ်ပါတယ်ခိုင်သိန်းကြီးမှာနမယရင်းဖြစ်ပြီးတော့ဖခင်မှာတမတော်မှာအငင်းစားဥမောင်မောင်မိခင်မှာဒေါ်ဝါဆိုးတို့ဖြစ်ပါတယ်ရန်ကုန်နေမွေးဖခဲ့တော့လေဖခင်ရဲ့တာဝန်ကြရနေမြေပြီးမှလိုက်နေခဲ့ကြရပါတယ်မူလာရန်ကိုရန်ကုန်အမကငါတကုံး န္တလေးအမှတ်၈အကျောင်းတို့မှာတက်ရောက်ခဲ့ပြီးတော့ရမဲတင့်တွင်အချိန်ကြာမြင့်စွာနေထိုင်ခဲ့ကြပါတယ်။1992ခုနှစ်မှာဆယ်ရန်းကိုအောင်မြင်ခဲ့ပါတယ်။1993ခုနှစ်မှာရန်ကုန်သို့ပြန်ပြောင်းလာကဒေသကောလိပ်အမှတ်၂တွင်တက်ရောက်ခဲ့ပြီးတော့1996 98ခုနှစ်မှာဓာတုဗေဒအဓိကဖြင့်ကျောင်းပြီးခဲ့ပါတယ်။အနုပညာလုပ်ငန်းကို1992ခုနှစ်မှာကျောသူ special ပြက်ကရင်ရိုက်ကူးမှုဖြင့်စတင်ခဲ့ပြီး1993ခုနှစ်ဖက်စီယာစတက်ချိန်မှာတော့ကြော်ညာများစတင်ရိုက်ကူးခဲ့က မန္တလေးပြည်ရာကြော်ညာဖြင့်လူသိများအောင်မြင်လာခဲ့ပြီးနောက်ကျောင်းညာလောကတွင် professional လုပ်ကင်ခဲ့ပါတယ်။ကျောင်းသူဘဝတုန်းကလည်းကျောင်းရဲ့အခမ်းအနားများပြက်ကနေရိုက်ခြင်းများတွင်ပါဝင်ဆောင်ရွက်ပေးခဲ့သူလည်းဖြစ်ပါတယ်။ရုပ်ရှင်ဗီဒီယိုတယောက်ဆောင်ဘဝသို့ရောက်ရှိလာပုံမှာကျောင်းညာလောကတွင်၃နှစ်ကြာလုပ်ကင်ပြီးတဲ့နောက်ဇင်းအောင်မောင်ရိုက်ကူသောနိုင်ငံတော်ကား TV ဇက်လန်မှာပါဝင်တယောက်ဆောင်ရာမှပြည်သက်လက်ခံမှုရရှိခဲ့ပြီးတဲ့နောက်ဇကားများဆက်တက် ရိုက်ကူးဖြစ်ခဲ့ခြင်းဖြစ်ပါတယ်။လက်ရှိအချိန်ထိဗီဒီယိုကားရာချီ DVD ပေါင်းများစွာကြော်ညာ200 300ခန့်နှင့်ရုပ်ရှင်ကားကြီးပေါင်းများစွာလည်းရိုက်ကူးထားပြီးဖြစ်တယ်လို့သိရပါတယ်။မခိုင်လေးရဲ့တဦးတဲသောအခြေတဦးတဲသောဖူးစာရှင်မှာကိုခန့်နိုင်ဖြစ်ပြီးတော့သူနဲ့ကြောင်တန့်စေကာလာကလေးကတွေ့ဆုံခဲ့ခြင်းဖြစ်ပါတယ်။ဒေတာကောလိုင်းနှစ်မှာမခိုင်လေးကပထမနှစ်ဓာတုဗေဒကိုခန့်နိုင်ကတတိယနှစ်ဘူမိဗေဒတက်ရောက်နေစဉ်ဓာတုဗေဒမောင်မဲတစ်လင်ကျိုးစိုးပွဲအဆောင်နဲ့၎င်းတို့အဆောင်ကက်လျံမှာရှိနေရမှာ ိုခန့်နိုင်ရလာရောက်ကြည့်ရှုရင်တွေ့ဆုံခဲ့ကဖုံးဖြင့်ဆက်သွယ်ရေးစာဖြစ်သွားခဲ့ခြင်းလည်းဖြစ်ပါတယ်။ဒီမောင်ကြက်ခဲ့သူများစွာရှိတော့လဲကိုခန့်နိုင်ကိုသာပြန်လဲချစ်ခင်ခဲ့ခြင်းမှာဖူးစာကြောင့်မှုဆိုပါတယ်။အဓိကအပြင်ငွေကြေးချမ်းသာသူထက်အကျင့်စာရိတ္တကောင်းမွန်သူစိတ်နေစိတ်ထားကောင်းသူကိုအဓိကရွေးချယ်ခြင်းဖြစ်ပြီးကိုခန့်နိုင်ရဲ့ကောင်းမွန်သောစိတ်သဘောထားနဲ့အကျင့်စာရိတ္တကိုလေ့လာမိပြီးလက်ခံခြင်းဖြစ်ကြောင်းကိုလည်းဖွင့်ဟခဲ့ပါတယ်။ခုနှစ်ကျော်၈နှစ်နီးပါးရေးစာတွေဖြစ်ခဲ့ပြီးတဲ့နောက်မှာတော့၂၀၀၂ခုနှစ်မှာလက်ထပ်ခဲ့ပါတယ်။ ခင်မွန်းတဲ့ဖြစ်သူကိုခတ်နိုင်မှာဗိမျိုးကဖြစ်ပြီးမိဘတွေရဲ့ဆက်လီလုပ်ငန်းကိုဦးစီးလုပ်ကင်နေသူလည်းဖြစ်ပါတယ်။မိသားစုရဲ့ယောက်ျားလေးတဦးတည်းကရှိခြင်းကြောင့်အဆိုပါလုပ်ငန်းကိုလုပ်ကင်ခဲ့ခြင်းလည်းဖြစ်ပါတယ်။ ရည်စားဘဝတွင်နည်းနည်းပါးပါးတဝင်တို့မှုရှိခဲ့တော့လေခုနှစ်နှစ်ရှစ်နှစ်ကြာသောချစ်သူတက်တန်တစ်ချောင်းမှာမကန်လေးရဲ့စိတ်နေသဘောထားကိုသိရှိသွားပြီးဖြစ်ပြီးတော့အိမ်အောင်ကြပြီးတဲ့နောက်ပိုင်းအမှုပညာအလုပ်ကိုစိုးရင်ပူပန်ခြင်းတဝေတို့ချင်းမရှိတော့ပဲစိတ်ချယုံကြည်မှုအပြည့်အဝပေးထားကြောင်းကိုလည်းသိရပါတယ်။ရည်စားဘဝတွင်ဖခင်ရဲ့ဆုံးမမှုနဲ့ခင်မုန်းလောင်းကွန်ခတ်နိုင်ရဲ့နားလည်မှုတို့ကြောင့်ရိုက်ခွင်းတွေကိုလိုက်ပါကြည့်ရှုခြင်းမျိုးမရှိခဲ့ပါဘူး။ထို့ကြောင့်သူမရဲ့မင်္ဂလာဆောင်နေ့မှသာခင်မုန်းကိုအများပြည်သူကပထမဆုံးမြင်တွေ့ခဲ့ပူခြင်းဖြစ်ပါတယ် 2002ခုနှစ်မတ်လ24ရက်နေ့မှာလက်မှတ်ရေးထိုးခဲ့ပြီးတော့28ရက်နေ့မှာမင်္ဂလာဧကံပွဲကျင်းပခဲ့ရာ3ရက်တာခြားနာခဲ့ပါတယ်။အဲနောက်ပြုပေးတဲ့နောက်မှာတော့မိဘများနဲ့အတူမနေပဲရီစာဖြစ်စဉ်ကလေးကတိုက်ခန်းဝယ်ယူပြင်ဆင်ထားတော့ချွေသပယ်ရိတ်မှုရှိတိုက်ခန်းမှာတီးတန့်သွားရောက်နေထိုင်ခဲ့ကြပါတယ်။ရက်ကွေးမရှိတဲ့ရက်တွေမှာခမိုးကြိုက်တဲ့အစားအစာတွေကိုကိုယ်တိုင်ချက်ပြုတ်ကျွေးမွေးလေးရှိပြီးတော့ ကားရရှိသောရက်များတွင်မူချက်ပြုတ်သူကိုမှကြားကလိုအပ်သည့်တွေကိုစီစဉ်ပေးခြင်းဖြင့်အင်ရှင်မရဲ့တာဝန်ကိုခြေပုံစံထမ်းဆောင်နေကြောင်းကိုလည်းဖော်ပြထားပါတယ်။ဒီလိုမျိုးခိုင်နှင်းကြီးကသူမရဲ့အမှုပညာလုပ်ငန်းကိုချစ်မြတ်လို့ဆိုတာလောက်ကင်ရင်တဦးတည်းသောကုစားရှင်နဲ့ရိုးရှင်းတည်ငြိမ်သောအင်တော်တဲ့ဘဝကိုပျော်ရှင်စွာထူထောင်ခဲ့သူတဦးလည်းဖြစ်ပါတယ်။အခုလက်ရှိမှာတော့သမီးလေးတစ်ယောက်နဲ့အတူပျော်ရှင်စရာကောင်းတဲ့မိသားစုဘဝကိုဖျက်ဆီးနေရပဲဖြစ်ပါတယ်ရှင်။အခုတင်ဆက်ပေးသွားတာကတော့ရုပ်ရှင်သရုပ်ဆောင်ခိုင်တင်းကြီးရဲ့အကြောင်းတွေပဲဖြစ်ပါတယ်။ ပြသပေးသွားတဲ့အကြောင်းအရာတွေကိုတော့တရက်ဖူမဂဇင်းမှာကောက်နှုတ်ဖော်ပြပေးထားတာပါနောက်ထပ်ဘလို့နုပညာရှင်တွေရဲ့အကြောင်းကိုတင်ဆက်ပေးရမလဲဆိုတော့ကိုကောမန့်မှာရေးထားပေးခဲ့ပြီပါအဆုံးထိကြည့်ရှုခဲ့ပြီလို့ကျေးဇူးအထူးတင်ရှိပါတယ်ရှင်